ိုယ့်ရဲ့အကျိုးကိုလိုလားသူဒါမှမဟုတ်ကိုယ့်ရဲ့အကျိုးကိုဖြစ်တွန်းစေသူအလုံးဟာကိုယ့်ရဲ့ကျေးဇူးရှင်တွေသာဖြစ်ပါတယ်။မင်္ဂလာပါ။ကိုကိုရေးပုံပြမဲ့စီစဉ်ရတဲ့ပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကိုကိုရေးကဒီကညီလေးညီမလေးတွေကိုပြောပြပေးခြင်းနဲ့ပုံပြလေးရတော့ကျေးဇူးရှိနေခြင်းဆိုတဲ့မြတ်မရွရပုံပြလေးပဲဖြစ်ပါတယ်။တခါတော့ဘုကွယ်ရော်ရွာမှာတိတ်ခုတ်ပြီးတော့အသက်မွေးကြောင်လှုပ်တယ်တိတ်ခုတ်သမားတယောက်ရှိပါတယ်။ ူ့ရဲ့အိမ်ဘေးနားမှာလက်သမားဆရာတယောက်ရှိတာပေါ့ကွယ်သူတို့နှစ်ဦးကအလုံးခင်မေချင်းနေကြပြီးတော့စီပေါ်ရေးမိဖက်ဆိုလဲပြောလို့ရပါတယ်တိကုသမားခိုးလို့ရတဲ့တိတွေအလုံးကိုလက်သမားကဝယ်ယူပြီးတော့ခွေရန်စိတ်ဖြာတဲ့ပြီးတော့သူ့ရဲ့အလုံးမှာအသုံးပြတာပေါ့ကွယ်သုံးမရလို့ထွက်လာတဲ့ပကာတွေကိုတိကုသမားစီပြန်ပေးပြီးတော့တိကုသမားကထင်းအဖြစ်ပြန်ရောင်းရင်းနဲ့သူတို့နှစ်ယောက်ဟာစီပေါ်ရေးမိဖက်ဖြစ်လာရတာပေါ့ကွယ်တနေ့ကျတော့တိကုသမားရဲ့မိန်းမကို လက်သမားစီယာမိမကတကယ်တော့နင်တို့လင်မယားကငါတို့လင်မယားကိုချေကျူးတင်တင်တယ်ဘာလို့လဲဟာဟုတ်တယ်လေငါယောက်ျားကနင်ယောက်ျားခုပလာတဲ့ထင်းတုံးကြီးကိုတစ်ခွဲဆက်မှာခွဲဖို့ပတ်စံပိုးပေးပြီးဝယ်တယ်ခွဲလို့ပိုးတဲ့ပကတားလေးကိုလည်းနင်ယောက်ျားကိုပြန်ပေးတယ်လေအဲ့တော့နင်တို့မိသားစု အရင်ကထက်ပိုးအဆင်ပြေလာတာငါယောက်ျားကြောင့်မို့လို့ဘသူကြောင့်လဲဒါနဲ့တက္ကသမားရဲ့မိမကညရောက်တော့ရောက်ကြဖြစ်သူကိုအကျိုးကြောင့်ပြောပြပေးမိတော့ တိခုသမားကလည်းပြန်လဲပြီးတော့ပြပြတာပေါ့ကွယ်မိမရေရေရရှိဖို့ရေတွင်းတူးရတယ်အဲ့ရေကမြေအောက်ကတူးရပေမဲ့ရေဘလောက်မိမိမြေဆိုလက်ချမ်းပြင်းရှိရပြန်တယ်အားလုံးဟာအပြန်အလှန်ပဲမိမရေဘာမဟုတ်တဲ့မခံကျင်စိတ်နဲ့ခိုင်ခန့်တဲ့အရာတွေကိုမပြတ်စည်းပါစေနဲ့ဆိုပြီးရှင်းပြလိုက်တာပေါ့ကွယ် အဲ့ဒီအကြောင်းကိုနောက်တော့လက်သမားဆရာသိသွားပါတယ်နောက်တနေ့ရောက်တော့လက်သမားဆရာကသူ့ရဲ့အမျိုးသမီးကိုခေါ်ပြီးတော့တိခုတ်သမားဆီကပြင်ကလေးသားကိုရခင်တစ်တုံတွေထဲဈေးနှဆပေးပြီးတော့ယူလိုက်တယ်ပြီးတော့တစ်တာခွဲပြီးတော့ပြီးတော့ကြီးကြီးတလုံးရိုက်လိုက်တာပေါ့ကွယ်ကနုတ်ဖော်တာတွေပေါ်လစ်တီနာတွေပါလှုပ်တယ်အရာအလုံးပြီးတော့သူသွင်းနေကြဆိုင်ကိုသွားတယ်ဘီရိုရဲ့အသားကိုချိတယ်လက်ရကိုချိတယ်ဆိုင်ချင်းကသဘောကျပြီးတော့လက်သမားဆီကခေါ်တဲ့ဈေးနဲ့ယူလိုက်တာပေါ့ကွယ်သူတစ်တုံကိုဝယ်တော့က ဘယ်လောက်မှမပေးရပေမဲ့သူ့ရဲ့အတတ်ပညာနဲ့ပေါင်းစည်းပုံဖော်ပြီးတဲ့အချိန်မှာတော့တစ်တုံကိုသူပေးဝေရတဲ့ဈေးထဲ၁၀သားလောက်ပို့ပြီးတော့အမြတ်ကျန်တာပေါ့ကွယ်ပြီးတော့သူ့ရဲ့မိန်းမကိုအကျိုးချောင်းရှင်းပြတာပေါ့ကွယ်မိန်းမငါတစ်ခုတ်သမားစီရဝယ်တော့ငါမင်းကဈေးပို့ပေးလို့ဆိုပြီးငါ့ကိုပြောတယ်ခုငါရောင်းလို့ပြန်ရတဲ့ပတ်စံနဲ့တွေ့ရင်တစ်ခုတ်သမားစီကငါဝယ်လိုက်တာဈေးမကောင်းဘူးလေတကယ်တော့တစ်ခုတ်သမားဟာငါအတွက်ကျေးဇူးရှင်ပဲအဲ့လိုပဲမနေ့ဖန် ခုရောင်းလိုက်တဲ့ပြီးတော့ကိုပြန်လာမေးကြည့်ပါငါတို့ရောင်းတဲ့ဈေးတဲ့သုံးစားဖြစ်နေပါလေမေမေမဘလောက်တော်တဲ့ပန်းပူဆရာဖြစ်ပါစီသူစစ်ဆရာမရှိရင်သူ့ပညာဟာအလကားပဲအဲ့လိုပဲသူစစ်ဆရာတစ်တုံးရှိပါရဲ့နဲ့သူစစ်ပုံဖော်တဲ့အသက်ပညာမရှိခဲ့ရင်လေတစ်တုံးဟာတရားတစ်ခုသင်တစ်ခုတာဖြစ်နေမှာပဲအားလုံးဟာအပြန်အလှန်ကျေးဇူးပြုကြရတယ်အဲ့လိုအပြန်အလှန်မှီကိုရရင် ကိုယ့်အသက်ပညာကိုပေါင်းဆက်ကြတယ်အစင်းပြေးအောင်လုပ်ကြရတယ်ဥပမာမင်းဈေးသွားတယ် ရောင်းမဲ့သူရှိလို့ဝယ်တဲ့သူရှိတာအဲ့လိုပဲဝယ်တဲ့သူရှိနေလို့ရောင်းတဲ့သူတွေရောင်းနေကြတာပါမာနတစ်ခုကိုအခြေခံပြီးကိုယ့်ကိုအမြင့်ဆုံးမမှတ်ပါနဲ့ဂျေဇုဆိုတာလွယ်လွယ်ပြောရရင်ကိုယ့်ရဲ့ကျူးကိုလိုလားသူကိုယ့်ရဲ့ကျူးကိုဖြစ်ထွန်းစေလိုအားလုံးဟာဂျေဇုရှိနေတာပါမာနကိုအခြေပြုပြီးတော့ကိုယ့်ကိုယ်ကိုအမြင့်ဆုံးမထင်ပါနဲ့ဘာမဟုတ်တဲ့မခံကြီးစိတ်တစ်ခုထဲနဲ့ခိုင်မြဲတဲ့အရာတွေကိုလည်းမပြည့်စုံစေပါနဲ့ကြည့်ရှုသူရောက်စီတန်းကိုလည်း ကျေးဇူးအထူးတရှိပါတယ်။ကောင်းသောညလေးကိုပိုင်ဆိုင်ကြပါစေနော်။